နာကိုနာတသားဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ30ရက်နေ့စင်နေရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုဖြစ်တာဝန်ယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့နားဆင်ရမယ့်သတင်းတွေကတော့ကျက်စုကစစ်ပေးဆောင်ဂျီလူတွေဒေတာတွင်းကူညီထောက်ပံ့မှုတွေနဲ့တာကြောင့်အမိုးကမဲတာပေါ်လေးစခင်ပြီးအဲ့နေကြရတယ်ဆိုတဲ့သတင်း အင်အား80ပါစစ်ကြောင်းကို FCTF ကတိုက်ခိုက်လို့စစ်ကောင်စီတပ်သား10ဦးတေဆုံးခဲ့တယ်ဆိုတဲ့တဲ့။တောင်ခမ်းကျေးရွာနီးတိုက်ပွဲမှာစစ်ကောင်စီကအစိတ်ငွေပုံ17လုံးနဲ့လက်နက်ကြီး26လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့တဲ့။မြေလက်အတန်တည်င်းဌာနကတည်င်းထောက်ကိုတန်းထိုက်မြစ်ကိုအကြမ်းဖက်ပုံမှတ်တပ်ကထောင်တန်း9နှစ်ချမှတ်တာကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ IMMJA ထုတ်ပြန်လိုက်တဲ့တဲ့တွေကိုကြားရမှာလည်းဖြစ်ပါတယ်။ ယ်ပထမဆုံးကြားရမယ့်သတင်းကတော့ကျောက်သူကစစ်ပွဲရှောင်တွေဒေသတွင်ကူညီထောက်ပံ့မှုတွေနေတာကြောင့်မိုးကာမဲတာပေါ်လစ်ဆခင်ပြီးအိတ်နေကြရတဲ့သတင်းပဲဖြစ်ပါတယ်။ကျောက်သူမျိုးတွင်ကတိုက်ပွဲအခြေအနေတွေကြောင့်နေရက်ဆုခွာပြီးတော့စစ်ပွဲရှောင်ဘဝနဲ့နေထိုင်နေကြရတဲ့ဒေသခံပြည်သူတွေဟာအမိုးကာမရှိဘဲတောတောင်တွေကြားမှာတာပေါ်လစ်ဆခင်ကအိတ်နေကြရတယ်လို့စစ်ပွဲရှောင်ရဲ့ကူညီပေးနေသူတွေကဆိုကြပါတယ်။စစ်ကောက်စီတပ်တွေနဲ့အာရခတပ်တော်တို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကတည်းကပဲ ကြောက်ပြွမြွတ်နဲ့အတွင်ကဆိုင်ချောင်းနဲ့တင်ပုတ်တောင်လမ်းဆောင်အနီးမှာစတင်တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပြီးတော့လက်ရှိတိုက်ပွဲကာလဟာတလားကျော်အထိကြာမြင့်လာနေပြီဖြစ်တယ်လို့ဒေတာတွင်မှာလည်းစစ်ပွဲဆောင်ပြည်သူဟာလေတောင်းကျော်အထိရှိလာနေပြီဖြစ်တယ်လို့ဒေတာတွင်ကစစ်ပွဲဆောင်ရေးကုညီပိနေသူတွေကပြောပါတယ်လက်ရှိစစ်ပေးဆောင်ဘဝအနေနဲ့ခက်ခက်ကြက်ကြက်နေထိုင်နေရတာတွေကိုသူတို့အနေနဲ့ဘာမှလုပ်မပေးနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ရပြီးတော့လက်ရှိစစ်ပေးဆောင်တွေရဲ့နေထိုင်မှုပုံစံတွေကိုအများသိအောင်ခြားပြတာတွေလောက်ဆောင်ပေးချင်ပေမဲ့ ာရခတ်တော်က လုံခြုံရေးအခြေအနေတွေအရချပြခွင့်မပေးတာကြောင့်ချမပြရတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်းကြောက်ဖြူမြို့နယ်တွင်းမှာမိုးရွာသွန်းတာတွေရှိခဲ့ပြီးအဲ့ဒီလိုမိုးရွာသွန်းတဲ့နေ့တွေမှာဆိုရင်စစ်ဘေးရှောင်တွေဟာနေစရာအိတ်စရာချက်ပြုတ်စားတောက်စရာနေရာမရှိဘဲပိုပြီးတော့အခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ကြရတယ်လို့လည်းစစ်ဘေးရှောင်ရဲ့ကူညီနေသူတွေကပြောပါတယ်။အဲ့ဒါကြောင့်ဒေသတွင်းမှာရှိနေတဲ့စစ်ဘေးရှောင်ပြည်သူတွေနေထိုင်စားတောက်ရဲ့အတွက်အဆင်ပြေစေနိုင်ဖို့အတွက်ထောက်ပံ့ပေးအပ်မှုတွေကို တီထက်ပုံမှုလောက်ဆောင်ဖို့လွတ်နေပြီးတော့အနေနဲ့ရရမှာရှိနေကြတဲ့ပြည်သူတွေအနေနဲ့လည်းစစ်ပွဲဆောင်ပြည်သူတွေအတွက်တက်နိုင်တဲ့လောက်ကူညီထောက်ပံ့တာတွေကိုလောက်ဆောင်ပေးဖို့တောင်းဆိုတယ်လို့လည်းသူကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီဟာငလျင်ပေးတဲ့ကာလအတွင်းဧပြီလ2ရက်နေ့ကနေ30ရက်နေ့အထိအပြစ်ရကြောင်းကြေညာချက်ထောက်ပြန်ထားပေမဲ့ဒီနေ့အချိန်ထိကြောက်ဖြူမှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်နေစဉ်တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီးတော့စစ်ဆောင်ပြည်သူတွေဟာလည်းနေစဉ်တိုးလာနေတယ်လို့ စစ်ပိတ်ဆောင်ရေးကူညီပေးနေသူတွေကပြောဆိုကြပါတယ်တဲ့တဲ့ဘုတ်တွေနဲ့အင်အား80ပါစစ်ကြောင်းကိုလေစီရက်တိုက်ခိုက်လို့စစ်ကောင်စီတပ်သား30ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့မနက်9:00နာရီခွဲက မင်းလမျိုးငမိုးရိပ်ကျေးရွာကနေဇရက်မြောင်ကျေးရွာတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အား80ပါးစစ်ကောင်စီစစ်ကြောင်းတစ်ခုကို အရှိုချင်းကောက်ွယ်ရေးတပ် ACDF နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့ ACDF ကမနေ့ကဧပြီလ29ရက်နေ့မှာတရင်ထုတ်ပြန်လာခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုအရှိုချင်းကောက်ွယ်ရေးတပ် ACDF နဲ့ဖြူဟာ22ပူးပေါင်းမဟာမိတ်တပ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီကတိုက်လေရင်20 MI 35လေရင်30နဲ့ပြစ်ကူပိတ်တိုက်ခိုက်ခဲ့တာရှိပြီးတော့မွန်းလွဲ2နာရီလောက်မှာတော့အဲ့ဒီစစ်ကြောင်းဟာထောက်ကျက်ရွာဘက်ကိုဆုတ်ခွာသွားပြီးနောက်မှာထောက်ကျက်ဘုံတော်ကြီးကျောင်းအတွင်းမှာတက်ဆွဲထားတယ်လို့လည်းဆိုထားပါဗျ။တိုက်ပွဲအပြီးမှာတော့အရှိုရှင်းကာကွယ်ရေးတပ် ACLN နဲ့ပြူဟာ22ပူပေါင်းမဟာမိတ်တပ်တို့ကနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားအလောင်း10လောက်နဲ့လက်နက်ငယ်7လက်ကွန်မန်ဒိုပြောင်းတိုတလက်အပြင် စစ်အသောဆောင်ပစ္စည်းတွေကိုလည်းတိတ်ဆိတ်ရမိခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်တရင်နဘောင်းနေနဲ့တောင်ခမ်းကျေးရွာနီးတိုက်ပွဲမှာစစ်ကောင်စီကအစိုက်ငွေပုံ၁၇လုံးနဲ့လက်နက်ကြီး26လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေရှင်။ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကဖြစ်ပွားခဲ့တဲ့ TNA နဲ့စစ်ကောင်စီတပ်တွေရဲ့နှစ်ဖက်တိုက်ပွဲတွင်မှာ စစ်ကောင်စီကအစိတ်ငွေပုံ၁၇လုံးနဲ့လက်နက်ကြီး26လုံးဖြစ်ခတ်တိုက်ခိုက်တာကိုလောက်ဆောင်ခဲ့တယ်လို့တရနေကမနေ့ကသတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။စစ်ကောင်စီတပ်တွေနဲ့တရနေတပ်တွေဟာမနေ့ကဧပြီလ29ရက်နေ့မှာတောင်အောင်ပြည်တပ်မဟာနှင့်မြေနောင်ချိုမြို့နယ်တောင်ခမ်းကျောက်ရွာမှာရှိတဲ့ကိုရနှစ်တပ်စခန်းအနီးမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီးတော့စစ်ကောင်စီတပ်ကမနေ့၈နာရီကနေညနေ၄နာရီကျော်အထိအခုလိုစိတ်ငွေပုံနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်တာကိုလောက်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာကိုတော့စစ်ကောင်စီရဲ့902တပ်စခန်းနဲ့453တပ်စခန်းတွေကနေ120မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒါပေမဲ့ဒီတိုက်ခိုက်မှုကြောင့်ဒေတာခံပြည်သူတွေနဲ့ DNA တပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိမရှိဆိုတဲ့အခြေအနေတွေကိုတော့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့နဲ့28ရက်နေ့တွေကလည်းစစ်ကောင်စီတပ်တွေဟာတအောင်းပြည်တပ်မာနှစ်နယ်မြေနောင်ချိုမြို့နယ်နဲ့တအောင်းပြည်တပ်မာနှစ်နယ်မြေနောင်ချိုမြို့နယ် အောင်မတိကျေးရွာတွင်ကိုစစ်ကောင်စီကအစိတ်ငွေဘုံတွေနဲ့လေကြောင်းကနေတစေတိုက်ခိုက်တာတွေကိုလှုပ်ဆောင်ခဲ့တာလည်းရှိခဲ့ပါသေးတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတော့ DNA တပ်ဖွဲ့ဝင်တွေထိခိုက်တာရှိခဲ့ပြီးတော့တပ်သားတွေဟာမူဝေဒါအသက်ရှူမြန်ဆန်တာမအီမီလာဖြစ်တာစိတ်လှုပ်ရှားမြန်ဆန်တာမောပန်းတာအောက်ဆီဂျင်ကျတဲ့ဝေဒနာတွေကိုခံစားခဲ့ရပြီးတော့စေကူတာမှုတွေလှုပ်ဆောင်ပေးခဲ့ရတဲ့အထင်ရှိခဲ့တယ်လို့ DNA ကဆိုထားပါတယ်။ စစ်ကောင်စီကငလင်ပေးတိကာလမှာအေဗရလကုံတဲ့အထိယာယီအပြစ်ရက်ဆဲမယ်လို့ထုတ်ပြန်ကြေညာထားပေမဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး BSL DNA အောက်ချုပ်တဲ့မြို့နယ်တွေမှာတော့စစ်အင်အားတွေဖြစ်တင်းတာထုတ်ဆစ်စင်တွေပြုတ်လောက်တာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့လာရောက်ပုံကျဲတာစားတာတွေကိုလှောက်ဆောင်နေတယ်လို့လည်းဆိုထားပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့စစ်ကောင်စီဟာငလင်လှုပ်ခတ်တဲ့မလ28ရက်နေ့ကနေဧပြီလ25ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှု 225ကြိမ်ကိုလှုပ်ဆောင်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်29ဦးအပါအဝင်အရက်သားပြည်သူ240ကျော်သေဆုံးခဲ့ရတယ်လို့ဧပြီလ28ရက်နေ့မှာသတင်းထုတ်ပြန်ပြောဆိုထားပါတယ်အနေနဲ့မြေလက်အတန်သတင်းဌာနကသတင်းထောက်ကိုတမ်းထိုက်မြစ်ကိုအကြမ်းဖက်ပုံမှတက်ကထုံတဲ့၅နှစ်ချမှတ်တာကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ IMJA ထုတ်ပြန်လိုက်တဲ့သတင်းကိုကြားရမှာပါ မြေလက်အတန်သတင်းဌာနကသတင်းထောက်ကိုတန်းထိုက်မြစ်ကို စစ်ကောင်စီကမတရားဖမ်းဆီးပြီးတော့အကြက်ဖက်ပုံမှန်တက်ကထုံတန်း၅နှစ်ချမှတ်လိုက်တာကိုပြင်းထန်စွာကက်ကွက်ရှုတ်ချတယ်လို့လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအုံး IMJA ထုတ်ပြန်လာပါတယ်။မြေလက်အတန်သတင်းဌာနကသတင်းထောက်ကိုတန်းထိုက်မြစ်ကိုစစ်ကောင်စီက2025ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာမြန်အောင်မြို့နယ်အင်ပင်မြို့ကသူ့ရဲ့နေအိမ်တွင်မှနေထိုင်စဉ်စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်ကိုတန်းထိုင်မြစ်ကိုစစ်ကောင်စီရဲ့မြန်အောင်ခြေဆိုင်ခလာရ51တက်စစ်ကြောရဲထဲမှာ9ရက်ခန့်ရိုက်နှက်စစ်ဆဲခဲ့ပြီးတဲ့နောက်မှာတော့မြန်အောင်မြို့ရဲစခန်းအချုပ်ကိုပို့ဆောင်ကာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်52ကကြီးနဲ့စစ်ကောင်စီကတရားစွဲဆိုတာဖြစ်ပြီးတော့2025ခုနှစ်ဧပြီလ3ရက်နေ့မှာတော့စစ်ကောင်စီကထောင်ဒဏ်9နှစ်ချမှတ်ကာဟင်းရအကျဉ်းထောင်တို့ပို့ဆောင်ခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့အခုလိုသတင်းသမားတွေကိုဖမ်းဆီးကာ နှစ်ရှည်ထောင်တန်းတွေချမှတ်ခြင်းဖြစ်ရက်တွေကိုပြင်းပြင်းထန်ထန်ကက်ကွက်ရှုတ်ချပြီးသတင်းမီဒီယာသမားတွေအပေါ်မှာကျူးလွန်တဲ့ပြစ်မှုတစ်ခုအနေနဲ့ IMJA ကမှတ်တမ်းတင်ထားတယ်လို့လည်းဆိုထားပါဗျ။စစ်ကောင်စီအနေနဲ့သတင်းသမားတွေကိုဖမ်းဆီးပြီးတော့အကြမ်းဖက်တပ်ဖြတ်တာအကြမ်းဖက်ပုံမှန်အမျိုးမျိုးတက်ပြီးတော့နှစ်ရှည်ထောင်တန်းတွေချမှတ်တာတွေကိုလွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ရဲ့သုတေသနစာတမ်းပါအချက်လက်တွေမှာစစ်ဆေးတွေးရှိရပြီးတော့ ဒီလိုလောက်ရက်တွေကိုစစ်ကောင်စီနေနဲ့ချက်ချင်းရက်တက်ပြီးဖမ်းဆီးထားတဲ့တရင်သမားတွေအားလုံးကိုလည်းချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုတိုက်တွန်းတောင်းဆိုတယ်လို့လည်း IMJA ကတောင်းဆိုထားပါတယ်။ဒါ့အပြင်ဒီလိုတရင်သမားတွေကိုပြစ်မှတ်ထားဖမ်းဆီးတပ်ဖြတ်ထောင်ချနေတဲ့စစ်ကောင်စီကိုကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကထိထိရောက်ရောက်အရေးယူမှုတွေပြုလုပ်ကြဖို့ကိုလည်းလွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ကတိုက်တွန်းတောင်းဆိုထားပါတယ်။ စစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလတရက် စစ်အာဏာသိမ်းပြီးချိန်ကစပြီးတော့ဒီနေ့အချိန်ထိတရင်သမား9ဦးကိုတပ်ဖြတ်ခဲ့ပြီးတရင်သမား200ကျော်ကိုဖမ်းဆီးထားခဲ့ပါတယ်။အဲ့ဒီထက်ကတရင်သမား58ဦးကိုလည်းစစ်ကောင်စီကလက်ရှိအချိန်ထိအကျဉ်းထောင်တီးတီးမှဖမ်းဆီးထားဆဲဖြစ်ပါတယ်။တို့ CNN သတင်းဌာနရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။ သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တနိဒာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပတ်အပ်ပါတယ်ရှင်။